တက်လက်ဖြံဝင်ပြီးရင်ဒီကမိုင်းနဲ့ဝင်ဒီကမိုင်းနဲ့ဝင်အပ်ပြီးတော့အတက်မယ်အဲ့ဒါတက်ရင်ဇရာကိုအလွယ်ကြီးကြီးဒီကနေရေးပါမယ်ဒါဆိုရင်ဘလို့ရေးမှလဲဆိုရင်ဒီရောက်ကနေရေးလိုက်မယ်နော်ဒီကဒီကလေးပဲကြည့်ရေးလိုက်ပါနဲ့မကြပါဘူးအဲ့ဆိုရင်ဘလို့ရေးမှလဲဆိုလို့ရှိရင်ဇရာတို့ကဒီဇရာတို့ကူးမှတ်လိုက်တဲ့ဟာဝယ်ရေးရုံပဲအဲ့ဆိုရင်တန်းချန်ကိုရရင်ကိုတန်းချန်လည်းရပါပြီတန်းချန်နဲ့ကိုတန်းချန်ကကြောင်းမြန်ပါ ရောင်းမြန်ဆိုတာပြီးရင်ဒါလေးကြည့်လို့လဲမယ်နော်အဲ့ဆိုရင်ဆရာကဒီကနေစပြီးပြီနော်အဲ့နောက်ဘက်ကိုနောက်မှပဲသွားလိုက်ကြမယ်နော်အဲ0 0ပြီးရင်ပိုင်းပိုင်း4ပိုင်းပိုင်းပို့ပြီးရင်ပိုင်းပိုင်း2အဲ့ဒါပြီးရင်3ပိုင်းပိုင်း4အဲ့ဒါပြီးရင်ပိုင်းပိုင်းပြီးရင်5ပိုင်းပိုင်း4အဲ့ဒါပြီးရင်3ပိုင်းပိုင်း2အဲ့ဒါပြီးရင်7ပိုင်းပိုင်း4အဲ့ဒါပြီးရင်2ပိုင်းနော်အဲ့ဆိုလို့ရှိရင်မှာ0 0မှာဆိုရင်အမှတ်ကအောင်ဆိုရင်0 0ကောမှာ0ဒီမှာပိုင်းပိုင်းဖို့ပိုင်းပိုင်းဖို့မှာဆိုရင်1 ပိုင်းပိုင်း2ပါဆိုရင် infinity 3ပိုင်းပိုင်း4ပါဆိုရင်9 1ပိုင်းပါဆိုရင်0 5ပိုင်းပိုင်းပါဆိုရင်1 3ပိုင်းပိုင်း4ပါဆိုရင် infinity 10ပိုင်းပိုင်းပါဆိုရင်9 1 2ပိုင်းပါဆိုရင်0ပြီးတော့ပါဒီဘက်မှာကြောင်းနေကြီးပဲဒါဆိုရင်ဒါကတန်းချံကိုမှတ်တာတန်းချံနဲ့ကိုတန်းချံနဲ့ကရောင်းပြန်ဒီဇာတ်လေးကိုဆွဲတက်ပြီးဆိုလို့ရှိရင်ဟိုကိုသာတို့သမီးတို့ကဒီဒီဟာ point map ရပြီဆိုတာနဲ့အဲ့ point map ကို scale လေးနဲ့ translation လေးလုပ်ယူမယ်လीနော်အဲ့ဒါမရလို့သူကမရနဲ့0 0ပြီးရင် by by 2 by by 2ပြီးရင် by by ပြီးရင်3 by by 2အဲ့ဒါပြီးရင်2 by ဒါဆိုရင်ခုနလိုရပဲ by by 4 3 by by 4 5 by by 4 7 by by 4ကြောင်းပြန်ကြောင်းပြန်ဆိုတော့ဒီမှာအပေါ်ကဒီမှာတော့0ထားခဲ့ရမှာလားအဲ့0ထားတာက infinity နောက်တစ်ခါဒီမှာ infinity ထားခဲ့တာကတော့0အဲ့ဆိုရင်တို့နှစ်ခုကဒီမှာဒီနှစ်ခုကတန်းချံတော့အပေါင်း1ဆိုတော့ကိုတန်းချံမှာဒီနှစ်ခုကအနှုတ်1 ဒီနှစ်ခုကအပေါင်းတက်အဒီလိုလေးရေးလိုက်အကိုတိုင်းချန်ပြီးသွားပြီအဲဆိုစီကံလည်းအဲ့ပုံစံမျိုးလေးပြောပြပါမယ်ဒါတစ်ခါပြီးသွားမှာเนาะဒါရသွားပြီဆိုလို့ရှိရင်ဒီတစ်ခန်းလုံးရဲ့တက်ဝက်နောက်ကအင်းပါပဲကျန်တော့တယ်ဒါသုံးပုံပေါ်နှစ်ပုံပြီးသွားပါပြီနော်နောက်တစ်ခုကကြာလဲအာဘာလဲဆိုလို့ရှိရင်0 pi pi 2 pi 3 pi pi 2 2 pi အဲ့ဒါပြင် pi pi 4 3 by by 4 5 by by 4 7 by by 4ဆက်လိုက်နိုင်ရုံနဲ့เนาะသူ့ကြတော့ဆရာတို့ကဒါကိုတန်းချက်ပေါ့เนาะကိုတန်းချက် ကိုတန်းချန်အိတ်ကိုတန်းချန်အိတ်ဆိုတော့ဒီကောင်က infinity ဒီကောင်က infinity နော်နောက်တစ်ခုက तू က0 तू က0အဲ့လိုလေးမှတ်ထားရုံနဲ့နော်ဒီနောက်က infinity ဒီနောက်ကဘာလို့ဆိုရင်0ဒါဆိုရင်ခါပြီ mind နဲ့အဲ့လိုဒီဘက်ကနော်အဲ့ဆိုကိုတန်းချန်က infinity infinity ဒါဆိုဒီဘက်ကအပောင်းဘက်ဒီဘက်ကအနှုတ်ပဲနော် तू ကအဲတန်းကိုတန်းချန်နဲ့တန်းချန်နဲ့အတူတူပဲနော်အဲ sorry တန်းချန်နဲ့ကိုတန်းချန်နဲ့ကတောင်းပြန်နော်ဒါက secant အောင်သွားမှာဆရာ secant secant SEC စီကံအိတ်ကိုသွားမှာနော်စီကံအိတ်ကိုသွားမှာဖြစ်တဲ့အတွက်စီကံရဲ့ဇာတ်လေးကဘယ်လိုလေးလဲဆိုရင်တော်တော်စီကံဇာတ်လေးပါစီကံရဲ့ဇာတ်ကဘယ်လိုလေးလဲဆိုရင်တို့ဟိုမိုင်းနဲ့ဝမ်းတက်မှာဝမ်းတက်မှာဝမ်းတက်နော်စီကံရဲ့ဇာတ်ကဘလူးပြင်းနေလားစီကံရဲ့ဇာတ်ကဒီဘက်ကကြတော့ဝမ်းဒါလူ infinity ကကုနာနော်ဒီဘက်ကကြတော့မိုင်းနဲ့ဝမ်းနော်အဲ့ဒါဆိုရင်1 0မှာဆိုရင်1 2ပိုက်မှာဆိုရင်1ပိုက်မှာဆိုရင်မိုင်းနဲ့ဝမ်းအဲ့အဲ့လိုအဲ့ဒါဆိုရင် root ကိုလာမှာ root ဒီမှာအပောင်းဘက်မှာအပောင်းဘက်ရဲ့အပေါ်ကရူတူအောက်ကရူတူဒါစီကံနော်ဒီဘက်ကအနှုတ်ဘက်ရဲ့အပေါ်ကမိုင်းနဲ့ရူတူအနှုတ်ဘက်ရဲ့အောက်ကမိုင်းနဲ့ရူတူဒါဆိုရင်ပိုင်းပိုင်ကိုယ်စဉ်ရူတူပိုင်းပိုင်ကိုယ်စဉ်0ဒီမှာကြတော့ infinity ရသူတို့နှစ်ခုဒါ infinity ဒါလည်း infinity ဒါလည်းနော်စီကံမှာကြတော့အပေါ်နဲ့အောက်က infinity ဒီဘက်နဲ့ဒီဘက်နဲ့က plus 1 plus ဒီဘက်က plus 1ဒီဘက်က minus 1 minus 1ရှိတဲ့ဘက်မှာရူတူနှစ်ခု plus 1ရှိတဲ့ခါမှာအပေါ်ကရူတူအောက်ကရူတူစီကံပြတဲ့ဘက်ဆိုရင်ကိုစီကံ ဒါဆို COSEC OCCAN8 ဒါဆို CCAN8 တွေ COCCAN8 တွေပြီးသွားပြီဆိုလို့ရှိရင်ဒါရေးတတ်ပါပြီเนาะဒါအလွယ်မှတ်တဲ့နည်းပါဒါ၃ပုံပုံရင်၂ပုံလောက်ပြီးသွားပါပြီ0ရဲ့ပိုင်းပိုင်း2ရဲ့ပိုင်းရဲ့3ပိုင်းပိုင်း2ရဲ့2ပိုင်းရဲ့ပိုင်းပိုင်း4ရဲ့3ပိုင်းပိုင်း4ရဲ့ไพไพไพโฟเย่เซเว่นไพไพโฟเย่เกดตะคาจ่าတော့ဆရာတော့ဘယ်လိုလုပ်ရမှာဆိုရင်အပေါ်နဲ့အောက်က +1 မိုင်းညံမယ်เนาะအပေါ်နဲ့အောက်က +1 မိုင်းညံမယ်အပေါ်က +1 အောက်က minus 1ဒါဆိုရင်ဆိုတော့ minus 1ဆိုရင်1 3 minus 1ဆိုရင် minus 1အဲ့ဆိုရင်ဒီကောင်တရားကြာတာဖြစ်မှာဆိုရင် infinity ဖြစ်မှာဒါ infinity ဒါ infinity 0မှာဆိုရင် infinity minus 2မှာဆိုရင် infinity ဒီဟာလေးတွေကိုခုနဒီဇာဒီရှေ့ကဇာပုံစံမျိုးလေးရေးလိုက်ရုံပါပဲเนาะဒါဆိုရင်ဒီဘက်က plus 1 minus 1เนาะဒီမှာ plus 1 minus 1ဖြစ်တိုင်းမလားအပေါ်က plus 1အောက်က minus 1 plus ရှိတဲ့ဘက်မှာ plus 2တွေ plus ရှိတဲ့ဘက်မှာ plus 2တွေ minus ရှိတဲ့ဘက်မှာ minus 2တွေဒီလိုမျိုးလေးရေးရမှာပါဒီမှာเนาะဒီမှာတော့ plus ရှိရဲ့ဘက်မှာအပေါ်နဲ့အောက်မှာ plus root 2 minus ရှိရဲ့ဘက်မှာအပေါ်နဲ့အောက်မှာ minus root 2ဒီမှာကြတော့ plus ရှိရဲ့ဘက်မှာ plus root 2 minus ရှိရဲ့ဘက်မှာ minus root 2ဒါက cosecant sin နော် sin ကို tangent ကို tangent secant ကို secant ရဲ့ဇာတ်လေးအလွယ်မှန်ပြီးပြီးသွားပါပြီအမှားပိုင်းလည်းခွင့်လို့ပြပါဒါကတော့ဟိုကျွန်တော်နားလေတယ်လို့ပေါ့နော်ကလေးတွေလွယ်ကူအောင်ဒါလေးရပြီဆိုရင်ဒီဇာတ်ကြီးတို့မျက်စိရှုံအောင်ကျက်စရာမလိုတော့ဘူးမြန်မြန်ဆန်ဆန်လေးဆုံးဖြတ်တတ်မယ်မြန်မြန်ဆန်ဆန်လေးပြီးသွားမယ်အားလုံးကျေးဇူးတင်ပါတယ်အမှားပိုင်းလည်းခွင့်လို့ပြပါ